မထင်ကောင်းမေမဲမိနဲ့ဝေးတဲ့ချိတ်လို့များလားချေတူနေသေးတာဆိုရင်တူကလူရလူရှင်တော်တွေကများသောအားဖြင့်နာသာနဲ့ဆိုကြလောက်ကြเนาะဒီနှာခေါင်းနဲ့ဟို စက်ကူဒီပိုင်ထည့်ပြီးအာအနာန်ထည့်လိုက်ရင်တွန်းစင်းနေတူမဟုတ်ဘူးသူကဘာပြောလဲဆိုတော့အဆူတော်တိုင်းကတယောက်တယောက်အသက်ရှူတာမတူဘူးတဲ့နော်နာသန်ဆိုတာထဲထဲတိုင်းမကောင်းနာသန်ထဲ့တဲ့နေမှာထဲ့ရတယ်ဒါကြောင့်သူ့တချင်းတွေမှန်သမျှမဲရနာသန်ပါနေတာမဟုတ်ဘူးညီလေးတို့လည်းသိမှာပါနော်နားထောင်ကြည့်နာသန်ပါတဲ့နေရာမှာပါတယ် မလက်ဆောင်နေကြောရဲ40ကျော်ချစ်တက်တူးတဲ့ဟုတ်ပဲရည်ညွန်းပြီးရေးတာပါချစ်တဲ့ချစ်သူတယောက်တည်းကိုရည်ညွန်းပြီးရေးတဲ့အချင်းလေးဟိုဟာနှလွားပေါင်းကတွေ့ဖြစ်တဲ့ဆွေတော်ရဲ့လိုပဲဒီတချင်းလေးသုံးဖို့ကတူတူဆူလိုက်တဲ့ခါကျမှရောပြီးတော့ဆူလိုက်တပဲဟိုတချင်းတပုတ်ပြီးတပုတ်ဆက်ဆူလိုက်တဲ့ခါကျတော့မှဝတ္ထုလေးလိုဖြစ်ဝတ္ထုစီလေးလိုဖြစ်အော် တားတပြည့်ဆိုတာတော့လို့လေကျွန်တော်ကို73နှစ်သားပေါ့နော်73နှစ်သားတွေကနေပြီးတော့ကျွန်တော်မြို့ကနေထွက်လာတယ်ပေါ့မြို့ကနေထွက်လာတဲ့အမေဖေကိုကျွန်တော်ကခွင့်ပန်ပြီးတော့အမေကျွန်တော်အမှုပညာဝန္ဒနာပါတယ်ကျွန်တော်တွန်တေးဦးသိန်းနိုင်ရှိကိုသွားမယ်အမေတို့လိုက်ပို့ပေးရင်လည်းပေးမပေးရင်ကျွန်တော်ဒီကျွန်တော်ကနေသွားမယ်ဆိုတော့ကျွန်တော်သွားထွက်လာခဲ့တယ်ပေါ့ထွက်လာခဲ့ကမှာရန်ကုန်ရောက်တယ်ရန်ကုန်ရောက်တော့ တိတ်ကြကြမရှာလဲရဘူးနော်တပတ်လောက်အတွင်းမှာပဲကျွန်တော်မွေးစားဖြစ်ရေးလိပ်စာကိုကျွန်တော်ရတယ်ရလို့ကျွန်တော်အပေါင်းသင်းတငယ်ချင်းတွေကနေလိုက်ပို့တယ်လိုက်ပို့တဲ့အခါကျွန်တော်ကျွန်တော်တွေ့တွေ့ချင်းမသူကတန်ရောစင်ဖြစ်သွားတန်ရောစင်ဖြစ်သွားပြီးတော့အမင်းကမွေးစားမယ်ဝင်နေဖြစ်လို့ရှိရင်မင်းဒီမှာနေလဲကျွန်တော်အတော့အိမ်မှာနေတယ်ဒါမငါ့အိမ်မှာပဲလာနေတော့ကိုကဝင်းတာသွားတယ်ငါ့အိမ်မှာပဲလာနေတော့ဝင်းတာသွားတယ်ပေါ့နော် မြင်မြင်ချင်းဟာကျေးဇူးတင်ပါဘုရားကိုနေ့ကျင်အောင်ကြားတယ်ဝင်တာဝါလို့အေးအဲ့ဒါဆိုလို့ချင်းမင်းတချင်းလေးတပုတ်ဆိုပြစမ်းအဲ့တော့ကလေးဘွားမှာဆိုတာစစ်တီမာတိလက်စာဝိမီတမလွမ်းဝင်ကိုချွေကမိုးနှောင်းခွဲဆောင်လာလေ၍မတီမမြဲနေသို့ဝေခန့်ကိုယ်ပန်းဝိမီမချေ အိန္ဒုတင့်နေစင်းသွင်းယုတ်ဟံမြင်လူပြန်သေးပေမေမတတ်တာဝေရသူမှာဆဲပြေမလဲမြော်သည့်ရက်တွေရှိကြရှိကြသနာွယ်ဒီသွဲကြမှာမြို့အိန္ဒုပန်းစီဝဲကအချင်းလေးကိုဆူပြစူပါအာကိုမူဇာဖေးကအေးမင်းဆူတာလေးတော့မဆူဘူးမင်းအတန်လေးလက်ရှိတယ်အဲ့တော့ ငိုက်မှာပဲနေကြောင်းရောက်သားမြို့ငါပညာသင်ပေးမယ်ငါခိုင်းတာလို့ငါလုပ်သလိုမလုပ်နဲ့ तू ကတခါတည်းဘောနဲ့ဖြစ်ပေးတာကိုကအဲ့ဒါကိုမှတ်ထားတယ်အုံတော်ထဲမှာငါခိုင်းတာလို့ငါလုပ်သလိုမလုပ်နဲ့ဆိုတော့ तू ခိုင်းသမျှကိုအကုန်လိုက်လုပ်ပေးတယ်ခိုင်းတာဆိုကောင်းတာပဲခိုင်းတယ်လေနုပညာနဲ့ပတ်သက်တယ်အဲ तू လုတ်တာတွေဥမာမကောင်းတာရှိမကောင်းတာရှိမကောင်းတာဆိုလည်းမယူဘူးပေါ့နော် အဲ့လေကကိုအုံးတော်တွေမှာမှတ်ထားလိုက်တယ်မှတ်ထားလိုက်ငါဟိုနေ့ဖြစ်လို့ရှိရင်တော့ကြိုးစားမယ်နိုင်ငံကျော်ဖြစ်အောင်နိုင်ငံကျော်ဖြစ်ခဲ့လို့ရှိရင်ဒီငါမွေးစားအဖေရဲ့တောက်သုံးခဲ့တဲ့အရက်နော်ဒီရက်ကငါမတောက်ဘူးဘာလို့ဒီအရက်ကြောင့်အတန်နာဝရတယ်လीဆိုတော့ဒီအရက်ကိုကျွန်တော်အရန်စိတ်နာအဲ့ကြောင့်ကျွန်တော်တစ္ဆာဆိုလိုက်တစ္ဆာဆိုပြီးတော့ ရာသက်ပံပန္နုဝေဒာတတ်သက်ဆုံးရှောင်ကျင်လိုက်တယ်။ตาကြီးငါကြီးရောအကုန်လုံးခုချိန်ထိဒါမဲ့ပြိသက်ကကျွန်တော်ကိုအရက်တောက်တယ်ပဲထင်တယ်။ဇာတိကကျွန်တော်မွေးတာဗုဒ္ဓလေးမြို့မှာမွေးတာ။ကြော်ရအောင်နဲ့ကျွန်တော်နဲ့တမျိုးသေးသား။ကျွန်တော်တငယ်ချင်းတွေကဒူထွက်လာတာ။ကြော်ရအောင်။ဟဟ။သူကမင်းသားဖြစ်သွား။သူကမင်းသားဖြစ်သွား။ကျွန်တော်အဆိုလိုပြောတာငငယ်လေးကကျွန်တော် crazy ဖြစ်တာလေ ကျောင်းသွားလို့ရှိရင်ကျောင်းသွားရင်ရေဒီယိုရှိဟိုထွန်းရေဒီယိုခွဲ့ဘာလို့ဒီရေဒီယိုမှာဒီနေ့ဘာသင်းလေးလာမလဲမသိဘူး။အော်ဒီနေ့ရှိတဲ့ဝဲစုပွဲတရားမှလာမှာမသိဘူး။ကိုယ်စိတ်ထက်ထင်လိုက်တယ်လေ။အဲ့ရေဒီယိုမှာအချင်းလာတာ။အဲ့လိုငငယ်လေးတွေကကျွန်တော်ကစက်ထအာယုံပေါ့။တယ်လီပသီဆိုတာမျိုးကကျွန်တော်ကပါလာတယ်။ဒီမှာဂံမြတ်ချက်ချီတွေပါတယ်။နော်။ဆိုတော့အဲ့ဒီအာယုံကငငယ်လေးတွေရရနေကျွန်တော်မွေးစားဖေးတချင်းတွေ ဒီနေ့အဲစစ်စီမှာတိလေးဆောင်လာမလားမသိဘူးဆိုဩလာတာပဲဟာငါထင်တာမားနေတာပဲအငငယ်လေးအဆက်နှစ်နှစ်သားလောက်တရနော်ဆိုတော့သူနဲ့ကိုနေပထမ်းဆက်ကရှိငငယ်လေးတရကိုအဲ့ရနိုးလို့မနဲ့မိုးလင်းလို့အဲ့ရနိုးရေဟိုကကြားလိုက်ပြီးတချင်းတန်လေးတွေရွာလေကလူဝဲချင်းငင်သေးလို့အလူတွေမဖွင့်လဲကိုကဒါလေးကြားရတာနဲ့ဟာကိုကစိတ်ထဲမှာตายရနေတာတဲ့ဩជីနူးနေတာ ဒါလေးနားထောင်အဲ့လိုမပြောတော့ဒီသင်းတန်လေးကြားတာ ਨੇ တခါကြရင်လေငါဘရုံးမှာရောက်ပါမလဲကွာဟိုပါဒီမှာကျောင်းကပြန်ဆက်နေတယ်နော်ငငယ်တော့ခုနှစ်တန်းရှစ်တန်းထိမနေခဲ့တယ်ကျောင်းဆက်နေတယ်ငါဘယ်ပညာရေးချင်းရလဲဒီမှာတကတော့ပြည့်ပြည့်စုံမတက်ဘူးငါအနုပညာသမားဖြစ်ပါမလားဒါမဲ့ကံလေးကထောက်မှာတော့ဖြစ်သွားတယ်မွေးစားပေးရပဲပညာရေးသင်ပေးတယ်စရရရ စာတောက်တာနေတာထိန်တာကျွေးတာမွေးတာပေါ့အဲ့တော့အရန်ကြီးစုကြီးတယ်ဒါကြောင့်ကျွန်တော်ဆိုရပွဲတိုင်းမှာလဲကျွန်တော်ရဲ့ကြီးစုရှင်ဆိုပြီးကျွန်တော်အမြဲတမ်းဥဒိတ်ထားတာပေါ့နော်ကြီးစုရှင်ဆိုတာကလဲကြီးစုရှိလို့ကြီးစုဆက်လုံးမကုန်တဲ့မိဘအနိုင်မဲ့တဲ့မိုးစားဖေကျွန်တော်ရင်ထဲမှာအမြဲတမ်းရှိနေတယ်အများကြီးပဲရှိ အများကြီးပဲလေဘာလို့ဆိုတော့တင်းဆရာမြင်ဆရာကြားဆရာနော်တွန်တေးသိမ့်နံကတော့တယောက်တည်းပဲဒါမဲ့သူ့ကိုချစ်ကြတဲ့ပိသက်ကောအနုပညာရှင်တွေရာလေသူ့ချစ်တယ်တန်ဖိုးထားတယ်ထားတဲ့ခါကျတော့ဆရာကြားဆရာအော်မြင်ဆရာအဲ့လိုလေးတွေပေါ့နော်အာကျွန်တော်တို့ရဲ့ဆရာပါဟုတ်ကဲ့ဒါမဲ့မြင်ဆရာကြားဆရာကိုကသတိပေးချင်တာကတော့တခုတော့ရှိတယ် ိုဥထိတ်ထားတဲ့ဆရာတယောက်ကိုကို့အတွက်နဲ့နင်းနာမုံမရှိစေနဲ့နော်ကို့အတွက်နဲ့တိတ်ခံမကြစေနဲ့ကိုလှုပ်လိုက်တဲ့အမှုပညာစွမ်းဆောင်မှုကြောင့်ကို့မိဘကို့ဥထိတ်ထားတဲ့ဆရာသမားတိတ်ခံမကြစေနဲ့အဲ့ဒါလေးတော့ယူဆိုင်ပြီးတော့ကျင့်သုံးကြပါလို့ကျွန်တော်ပြောချင်တာလေဒါလေးကိုကျွန်တော်ငငယ်တော့စတင်ရတာပေါ့စတင်ရတော့ ဘလို့ဆက်တင်ရလဲဆိုနှုတ်နှုတ်တည်းရေရနော်နှုတ်တည်းရေရတဲ့ခါကျတော့လို့ကျွန်တော်တို့အဖွဲ့က50လောက်ရှိတယ်တငယ်ချင်းတွေကျွန်တော်ကအိမ်ကြောင်းကြောင်းစားဆိုတော့အိမ်မှာတခါကျရင်သူကကျွန်တော်ဘီရသူကဇက်ထွက်တာဇက်ထွက်တကဟိုတော့ဥရပါကြီးတို့နော်ဥရပါကြီးတို့တော့ဟိုနင်းတို့ဥရပါကြီးရဲ့မိန်းမနော်ဥကျော်လေးကြီးတို့အဲ့ဒါမှသူတို့ကဇက်ထွက်တာ တော့ကကျွန်တော်အိမ်မှာကြိုင်းခဲ့တယ်အိမ်မှာကျွန်တော်အမေကြီးနဲ့အမေကြီးဆိုတာကျွန်တော်အဖေရဲ့အမေတော်ညိုလို့ခေါ်တယ်နော်ဒီအမေကြီးနဲ့ကျွန်တော်နဲ့ညီမလေးဝင်းပါပါတိန်တယ်တိန်နဲ့နေခဲ့ရတယ်ကျွန်တော်စောင့်ရှောက်ပြရညီမလေးကိုကြောင်းပိုးရတယ်နော်ငငယ်လေးတည်းကကြောင်းပိုးတာသူပိုးတယ်ပိုးပြန်လာပြီးရုပ်တင်တင်ထားခဲ့တာရော့ရော့ရော့ဒါဒါဒါဒီသင်္ကန်းစားဒါချက်တာ တာရမီဖာဆူလာတီတို့တို့တီလာဆူဖာမီရေတို့ဒီပေါင်ကဒီဥစ္စာမြည်အောင်မတီးလို့ရှင်ရိုက်တာတို့တို့ဒီမိဘမလုပ်လို့မရဘူးသူကတာတာရမီဖာဆူလာတီတို့တို့တီလာဆူဖာမီရေတို့သူအသွားပြန် ဒါကိုကြင့်ရတယ်ကြင့်မဲ့တခါအတွဲတွေပေါ့စင်မီကွေကဒီမီကွေပါအတွဲတွေ on fit off fit ဒီကဓာတ်တန်တိုတန်ရှိဒါလေးတွေကိုတစင်ပြီးတစင်ပေါ့နော်သင်ကန်းစာလေးတွေသင်ပေးတယ်တချင်းတစ်ပုတ်ကိုစဆိုလို့ရှိရင်ထိုင်ခင်းကြအောင်ဆိုရမယ်အဆိုတော်တယောက်ကတဲ့တချင်းဆိုတတ်ရုံနဲ့မရဘူးတဲ့ဘာလို့လဲမင်းတို့သိလားဘာလို့ဆိုတော့တချင်းစာသားကိုအရင်ဖတ်ပါတဲ့ စာသားကိုယင်ဖတ်ပြီးမှစာသားပုံမှာမူတည်ပြီးတော့တရုပ်ဆောင်ရမယ်အတန်နဲ့တရုပ်ဆောင်ရမှာစောင့်တတ်လားကိုအတန်နဲ့ဘယ်လိုလုပ်တရုပ်ဆောင်ရဲကိုငငယ်တုန်းကပေါ့နော်ဟိုငငယ်တုန်းကဘယ်လိုတရုပ်ဆောင်မလဲနောက်မှစူပြဒီကတ္တတန်တူတန်ရှိယောက်ျားမှာအာမိမမှာနှာနှာတန်နဲ့ဆိုတယ်တဲ့ဒါပေမဲ့တချင်းတစ်ပုတ်ကိုဆိုတော့မယ်ဆိုလို့ရှိရင် ဥပမာတစ်ခေါက်လောက်တော့လာပါအောင်ွယ်တစ်ခေါက်လောက်တော့လာပါအောင်ွယ်တယောက်ထဲပန်းကရတာလွမ်းတလာပါလေတစ်ခေါက်လောက်တော့လာပါအောင်ွယ်သူကြီးသားကအဲ့ဒါလေးကိုတစ်ခေါက်လောက်တော့လာပါအောင်ွယ်အဲ့ဒါကိုဘယ်လိုဆိုလဲစကားပြောတဲ့လူလေးပဲဆိုတစ်ခေါက်လောက်တော့လာပါအောင်ွယ်တယောက်แท้ပန်းကရရလွမ်းတက်လာပါလေ လွမ်းကြတော့ဝိသ္သနီပါတဲ့အတန်အတန်ရှည်ထဲလို့ရတယ်နော်အဲ့လိုအတန်မျိုးကြတော့လွမ်းတဲ့ပါလေစီမီထွမြန်တော့လေတန်တစိတ်ကိုဖြေလို့မရတယ်ပန့်ဘူဝဲထားပြီးမယ်စီမီပန်းငိုင်ကတ်လဲပါဦးကွယ် ပန်းပိုဝယ်ထားပါမယ်တဲ့ဟိုတုန်းကလိုပန်းလေးပိုဝယ်ထားမယ်စီမီကပ်ဖို့အတွက်ကိုမင်းလာခဲ့ပါအောင်ချစ်တဲ့သူကတန်းတာပြီးတော့ရေးလိုက်တာအဲ့ဒါစာသားလေးတွေကဒသနာလေးကိုတကယ်အဖြစ်ဖြစ်လေးနော်ရေးထားတာလေးတွေကိုပြန်ပြီးတော့ကြုတ်ဆောင်ရတာအတန်နဲ့ကြုတ်ဆောင်ရတာပိဿကလည်းဩတကယ်ခံစားနေရတကယ်လွမ်းနေရအဲ့နေရာလေးပေါ့အဲ့ကြောက်သေးပန့်ကြရတာတစ်ခေါက်လောက်တော့လာပါဦးကွယ် တစ်ခေါက်လောက်တော့လာပါအောင်ခွဲအဲ့လိုမဆိုတော့ပဲနဲ့တစ်ခေါက်လောက်တော့လာပါအောင်ခွဲတယောက်တည်းပန်းကြရတာလွမ်းတလှပါရဲ့သူကနာလေးနဲ့တစ်ထည့်နာသန်လေးနဲ့တစ်ထည့်ပြီးတော့တွန်းလေးသိနေဆိုရင်နဲ့ तू ကလူတွေကလူရှင်တော်တွေကများသောအားဖြင့်နာသန်နဲ့ဆိုကြလောက်ကြတယ်နော်ဒီနှာခေါင်းနဲ့ဟိုစက်ကူဒီပိုင်းထည့်ပြီးတော့အာနာသန်ထည့်လိုက်ရင်တွန်းလေးသိနေတူမဟုတ်ဘူး ူကဘာပြောလဲဆိုတော့အဆူတော်တိုင်းကတယောက်တယောက်အသက်ရှူတာမတူဘူးတဲ့နော်နာသန်ဆိုတာထဲထဲတိုင်းမကောင်နာသန်ထဲတဲ့နေရာမှာထဲရတယ်ဒါကြောင့်သူ့တချင်းတွေမှန်သမျှအမဲရနာသန်ပါနေတာမဟုတ်ဘူးညီလေးတို့လည်းသိမှာပါနော်နားထောင်ကြည့်နာသန်ပါတဲ့နေရာမှာပါတာမထင်ကောင်းမေမေ မီးနဲ့ဝေးတဲ့ချိတ်လူများလားချေမထင်ကောင်းဝင်မဲ့ဒါမဲ့ဒီမီးနဲ့ဝေးတဲ့ချိတ်ပေါ့မီးနဲ့ဝေးတဲ့ချိတ်ကလည်းမာတာပေါ့နော်အဲ့ဒီလိုပဲဒီသူ့ရဲ့ချစ်သူကလည်းသူ့စိတ်ထဲမှာထင်လိုက်တယ်ပေါ့သူ့ပေါ်မှာမထင်ကောင်းမှသိတယ်ဒါမဲ့သူ့စိတ်ထဲကနေထင်လိုက်တာဒီသူနဲ့ကိုယ်နဲ့ဝေးနေလို့မြဲသူ့ပေါ်မှာမမ ထဏဆက်ဆန်လာလားဆိုသူရေးလိုက်တာဒီရှင်လေးရစီရီဟောင်းမှာစုံအောင်ဆိုတဲ့ရှင်လေးအရှင်လေးဆိုရယ်ကိုပွဲတိုင်းမှာလဲဆိုတယ်သူကယေရှုရှင်ရဲ့ကံတော်ဝင်မြောက်တဲ့ရှင်လေးတွေကိုနော်အဲ့ဒါတော့သူချစ်သူဒီတယောက်တည်းပဲသူကယဉ်ညွန်းဝင်ရေးထားတာအဒီတချင်းလေးရနှမလက်ချော်နေတော့ရ40ကျော်ချစ်အဲ့ဒါတူးတဲ့ဟိုပဲယဉ်ညွန်းပြီးတော့ရေးတာပါချစ်တဲ့ ချစ်သူတယောက်တည်းကိုယဉ်ကျေးမှုလို့ရေးတဲ့အချင်းလေးဟိုဟာနှလောပေါင်းမှာတွေ့ရဖြစ်တဲ့ဆွေတော်ရဲ့လိုပဲဒီတချင်းလေးသုံးဘောက်ကတူတူဆူလိုက်တဲ့ခါကျမှရောပြီးတော့ဆူလိုက်တပဲဟိုတချင်းတပုတ်ပြီးတပုတ်ဆက်ဆူလိုက်တဲ့ခါကျတော့မှသူဝတ္ထုလေးလိုဖြစ်ဝတ္ထုစီလေးလိုဖြစ်ခန်းဆက်ဝတ္ထုလေးလိုဖြစ်သွားပြီးတော့ပို့ပြီးတော့ပြည့်စုံသွားရတ္တမြောက်သွားနော်